ပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါပြီးခဲ့တဲ့ရက်ပိုင်းကတက်ကကျွန်တော် KK ဘက်ကတကယ့်အဆောက်အဦတစ်ခုဝင်စည်းလိုက်တယ်ဝင်စည်းပြီးတော့ဘာဖြစ်လဲဆိုတော့လက်ရှိအနေအထားမှာတက်က KK ဘက်ကိုအဲ KK ဘက်ဆိုတဲ့ area ကိုရှင်းနေတယ်ရှင်းနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ KK ဘက်ထဲမှာရှိတဲ့ကြားပြန်လုပ်တဲ့ကောင်တွေကထိုင်းနိုင်ငံဘက်ကိုဝင်ပြေးကြတယ်เนาะထိုင်းနိုင်ငံဘက်ဝင်ပြေးကြတယ် အဲ့တော့ကျွန်တော်ဒီမှာဗာဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားမိတာနှစ်ချက်စဉ်းစားမိတယ်တစ်ချက်ကဟုတ်ပြီဒီလောက်ဒီလောက်ပြာ KK ပတ်တဲ့ဒီအဆောက်အုံအဆောက်အုံကြီးထဲမှာကြားဖြန်နေလုံနေတယ်ဆိုတာကိုအဲ့နားပတ်လည်မှာရှိတဲ့ KNU တို့ပါတော့အခုကတော့ပါသေးရဲ့စောက်ကြီးစောက်ကြီးပြောနေစောတော်နီတို့ဖိုတိုကတ်ထူးတို့မသိဘူးလားကျွန်တော်ပြောချင်တာမသိဘူးလားနော်တက်မတော်အနေနဲ့ကအဲ့ KK ပတ်ကြီးကိုပြီးခဲ့တဲ့လပိုင်းနေရာသွားရှင်းလို့မရဘူးဒီဘက်မှာ ကျွန်တော်တို့အဲ့ဘက်ကိုသွားလို့မရအောင်အာရှလမ်းမကြီးကိုပိတ်ထားတယ်နော် KNU အုပ်စုတွေကအာရှလမ်းမကိုပိတ်ထားတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့တချို့နေရာတွေမှာဟာလာတက်မလို့စစ်ကြောင်းတွေကိုဖျက်ပိတ်ဘယ်လိုခေါ်မလဲဖျက်တောက်ပိတ်ဆို့ပြီးတိုက်ခိုက်နေရတယ်ရှိတယ်အဲ့တော့တက်မလို့အနေနဲ့ဒီ KK ပတ်ထဲကိုတိုက်ရိုက်သွားလို့မရအောင်နောက်စောရှိသူကလည်းသိတဲ့အတိုင်းပဲဟိုဘက်လိုလိုဒီဘက်လိုလိုသူကလည်းအဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့လက်ရှိအနေထားမှာတော့တက်ကလမ်းကြောင်းပွင့်သွားပြီးတော့ KK ဘက်ကိုဝင်ရှင်းတယ်ဟုတ်ပြီတက်ကဝင်မရှင်းခင်မှာ အခုဘာဖြစ်လဲကြားပြန်ဟာဘာလဲဟိုမလူတွေပါတယ်ဒီလူတွေပါတယ်လို့ပြောနေတယ်ဖိုတိုကွက်ထူးဝင်းတို့အခုစောတော်နီတို့မင်းတို့ KNU ဆိုတဲ့အဖွဲ့ကြီးဘာကြောင့်ဝင်မရှင်းတာလဲဒီ KK ဘက်ကိုအဲ့ကိစ္စမင်းတို့မဖြေသူတို့မဖြေကျွန်တော်ဖြေမယ်ဒါကျွန်တော်အမုန်းစကားပြောတာမဟုတ်ဘူးကျွန်တော်မေးရမယ်မေးဘူးကျွန်တော်မေးရမယ်မေးဘူးဟုတ်ပြီတက်ကအဲ့နေရာကိုအရင်တော့သွားဖို့အတွက်မလွယ်ကူဘူးအခုလွယ်ကူတဲ့အချိန်မှာချက်ချင်းဝင်ရှင်းတယ်အဲ့နေရာကိုတကယ်သွားဖို့လွယ်ကူတာခုနပြောတဲ့ ွက်ထူးဝင်းတို့ Pro ကွက်ထူးဝင်းတို့ဥဆောင်တဲ့ KNU အဖွဲ့တွေเนาะဒီအဖွဲ့တွေကသွားဖို့လွယ်ကူတယ်။ဘာကြောင့်အဲ့ဒါကိုမရှင်းတာလဲ။ကျွန်တော်မေးချင်တာ။အဲ့လိုမေးပြီးကျွန်တော်ပဲပြန်ဖြေမယ်။အဓိကက KNU Pro ကွက်ထူးဝင်းဥဆောင်တဲ့ KNU အုပ်စုအတွက်အဲ့ကြားဖြန့်လုပ်ငန်းတွေကနေအကျိုးအမြတ်တွေရနေလို့ဒါရှင်းရှင်းလေးပဲ။ဒီအဖြစ်ရှင်းရှင်းလေးပဲဘသူမှသွားမေးစရာမလိုဘူးဗျာ။အခုနပြောတဲ့ Pro ကွက်ထူးဝင်းတို့စောတော်နေလို့လည်းဖြေစရာမလိုဘူးဒီအဖြစ်ရတာပဲ။ ဆိုတော့အခုကတက်ကဝင်ရှင်းတဲ့ခါကျတော့အဲကြားဖြန်လုပ်ငန်းလုပ်နေတဲ့လူတွေထောင်နဲ့ချီပြီးတော့အဲ့ကနေထွက်ပြေးကြတယ်လူဘယ်လောက်လောက်ရှိလဲဆိုတော့လူ2000ပေါ့နော်လူ2000ကျော်ရှိတယ်လူ2000ကျော်ကထိုင်းနိုင်ငံထဲဝင်ပြေးတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ဒီ KK ဘက်မှာရှိတဲ့ကြားဖြန်ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲပြောတယ်ထိုင်းနိုင်ငံမှာအဓိကတာဝန်ရှိတယ်လို့ကျွန်တော်အမြဲပြောတယ် ဘာကြောင့်လဲအဲ့ KK ပတ်သေးကိုလာတဲ့လူတွေအများစုကထိုင်းဘက်ကနေလာတာထိုင်းနိုင်ငံဘက်ကနေလာတာနော်အဓိကအားဖြင့်တချို့ဆိုလို့ရှိရင်မဲဆောက်လေရင်ကစိမ့်မှာလေရင်ကွေးမှာဆင်းတယ်တချို့ဆိုရင်ဘန်ကောက်မှာဆင်းတယ်ဘန်ကောက်ကနေဆင်းမဲဆောက်ကိုဘတ်စကားနဲ့လာတယ်ပြီးရင်မဲဆောက်မှာလူစုပြီးတော့သူကလူတယောက်နဲ့တော့မပို့ပေးသေးဘူး KK ပတ်သေးကိုအ ਨੇ တော့လူ၁၄၅ယောက်မှ KK ပတ်သေးကိုပို့ပေးတာ ဲ့ကျွန်တော်အဓိကပြောချင်တာဗာလဲဆိုတော့ဒီကြားပြန်လုပ်ငန်းတွေမှာအဓိကတာဝန်ရှိတာထိုင်းနိုင်ငံဘက်ကထိုင်းအစိုးရမှာတာဝန်ရှိတယ်လို့ KNU ဖရိုကယ်ထူးဝင်းတို့ဦးဆောင်တဲ့ KNU မှာအဓိကတာဝန်ရှိတယ်ဒါဘယ်သူမှညင်လို့မရဘူးညင်ရင်လာခဲ့ကျွန်တော်ထပ်ပြောပြမယ်နော်ကျွန်တော်ပြောတာဘာကြောင့်လဲဒီကနေပြီးတော့ဟလာသူတို့ဒီ PDF အုပ်စုတွေ KNU အုပ်စုတွေဟိုမှာထိုင်းဘက်မှာရှိတယ်ဟလာအုပ်စုတွေပေါ့ဗျာအာနာပိုင်နေနဲ့ပေါင်းထားတဲ့လူဒုစရိုက်ဂိုင်းတွေကအများကြီးအကျိုးမြတ်တွေရနေတယ် ဒါကြောင့်မလို့ဒီ KK ဘက်ကိုဒီကောင်တွေကမတိကြအောင်ဆောင်ပြီးလွတ်ထားတာလွတ်ထားပြီးတော့ဒီဘက်ကတက်မလို့ဘက်ကိုလွှဲချတယ်အာဘာဖြစ်တယ်ညာဖြစ်တယ်လွှဲချတယ်အခုတက်ကလမ်းကြောင်းလည်းပွင့်တော့တခါတည်းဝင်ဖမ်းတော့အခုဒီလူတွေဘယ်ကိုပြေးလဲထိုင်းနိုင်ငံမှာဝင်ပြေးကြတယ်ဒီလူတွေကလူကောင်းတွေဆိုရင်ဗမာပြည်ဘက်ပြေးရမှာလေဒီဘက်တက်မလို့ဘက်ကိုပြေးရမှာလေဒါရှင်းရှင်းလေးပဲအဲ့တော့ဘာဖြစ်လဲဆိုတော့အဓိကအားဖြင့်တော့လက်ရှိအနေအထားမှာတနည်းအားလည်းဘုရုပ်စုံမေထုံပြောသွားတယ် KK ဘက်ရဲ့နောက်ွယ်မှာကြား ဘလို့ခေါ်မလဲကြိုးကင်ထားတာကအဓိကက proquet two win တို့ချောတော်နေလို့ဖြစ်တယ်ဆိုပြီးအတိအကျကိုပြောသွားတယ်ဒီနေ့မှာကျွန်တော်တို့သတင်းတွေလိုက်ဖတ်တဲ့အခါမှာအဓိကဘာတွေ့လဲဆိုတော့ချောတော်နေကပြီးခဲ့တဲ့ရက်ပိုင်းကတဲ့ဘုရုပ်စော်မင်းထွန်းကဒီ KK ဘက်တို့ကြားဖြန်တို့နဲ့ပတ်သက်ပြီးကျွန်တော်တို့ပါဝင်နေဆိုပြီးတော့ဟိုဆွဆဲသွားတာတွေ့တယ်ဗောလေအဲ့အတွက်ကိုကျွန်တော်တို့တစ်ချိန်ကျရင်ပြန်ရှင်းပါမယ်ဆိုပြီးတစ်ချိန်ကျပြန်ရှင်းစရာမလိုမင်းတို့မှန်နေ အခုရှင်းလေအခုသားတော်ဒီပရိုဂတ်ထူးဝင်းတို့စောတော်နီတို့သူတို့မှန်နေရဆိုရင်အခုရှင်းလေမရှင်းရဘူးဘာကြောင့်လဲဒီဘက်ကဗိုလ်ချုပ်ဇော်မင်းတို့ပြောတာကအချက်လက်အတိအကျနဲ့ခိုင်ခိုင်လုံလုံပြောတာဟုတ်ကျွန်တော်ပြောချင်တာအဲ့တော့ဒီဟလာ KNU အုပ်စုတွေအဓိကအပြင် KNU ခေါင်းဆောင်ဘိုင်းတွေဟာဒီ online လိမ်လည်မှုကနေပြီးတော့သူတို့ရဲ့ပုတ်ကလေးကအကျိုးစီးပွားတွေအများကြီးရနေတယ်အများကြီးရနေတယ် ဒါပေမဲ့တကယ်အပြစ်တွေပုံချနေတာဒီဘက်မှာဟာလားဒီဘက်မှာအစိုးရဘက်ကပဲပါဝင်ပတ်သက်တယ်လို့လို့ဘာလို့လို့ပုံချနေကျွန်တော်ပြောပြမယ်ဒီလောက်တကဘာလုံးကဘလိန်ခံနေရတဲ့ဒေတာရင်းနိုင်ငံတွေကဘလိန်ခံနေရတဲ့အစိုးရတရက်ဟာမဟုတ်တော့ဘူးနှမ်းစီတစီမလုပ်ရဲဘူးကျွန်တော်ပြောချင်တာနော်နှမ်းစီတစီမလုပ်ရဲဘူးသူတို့အနေနဲ့ဒီအချိန်မှာတိုင်းပြည်မျက်နှာအစိုးရအဖွဲ့မျက်နှာတက်မတော်မျက်နှာကိုပြန်ပြီးတော့ဆက်တင်နေရတဲ့အချိန်ဒီလိုအချိန်မျိုးမှာနိုင်ငံတော်အကြီးအကဲတွေတက်မတော်အကြီးအကဲတွေ နိုင်ငံရေးမှာပါဝင်ပတ်သက်သူတွေဟာမဟုတ်တဲ့အလုပ်ကိုနှမ်းစီတစီမှမလုပ်ရဲဘူးဒါကခမားတို့အရှိတရားတွေပေါ်မှာအခြေခံပြီးတော့စဉ်းစားကြည့်လိုက်လို့ရတယ်နော်စဉ်းစားကြည့်လိုက်လို့ရတယ်ဒီလောက်ပြဿနာတွေတက်နေတာကိုလိုက်ရှင်းပေးနေရတယ်ဟိုတိုက်ပွဲတွေကိုတိုက်နေရတယ်ဒီဘက်မှာနိုင်ငံရေးပြဿနာတွေပြန်လဲပြေလည်အောင်လုပ်နေရတယ်ကဘာကြီးနဲ့ပြန်လဲဝင်ဆောင်လုပ်နေရတဲ့အစိုးရတပ်ဖွဲ့ဟာဒီလောက်တည်တည်ဖွဲ့ဖွဲ့ကိစ္စလေးမှာ ဟာသူတို့အကျိုးစီးပွားအတွက်ပါဆိုပြီးတော့ငားပြားလေးမှဝင်ပတ်သက်မှာမဟုတ်ဘူးဆိုတော့ခမရတို့အုံနောက်ရှိရင်တွေးလို့ရတယ်မတွေးလို့ရဒါရှင်းရှင်းနဲ့ဒီ logic ကရှင်းရှင်းလေးတင်းနဲ့တစ်ပေါင်းနှစ်အဲ့ထက်တောင်လွယ်သေးတယ်ဒီ logic ကဒါကြောင့်မလို့တစ်ဖက်မှာရှိတဲ့အုပ်စုတွေကကျွန်တော်ပြောပါတယ်သူတို့ဘက်မှာတစ်ကသတင်းဖော်ဆောင်နိုင်မှုမရှိတော့ဘူးသတင်းတွေ create ပေါ့နော်ဖန်တီးနိုင်မှုမရှိတော့ဘူးသူတို့ဘက်မှာတိုက်ပွဲတွေမဖော်ဆောင်နိုင်တော့ဘူး သူတို့ဘက်မှာထားပါတော့ဟလားဘာမှအောင်ပွဲတွေမရှိတော့ဘူးတည်င်းဖြစ်နိုင်အောင်လေတည်င်းဖြစ်နိုင်လောက်တဲ့လောက်ရက်တွေမဖန်တီးနိုင်လာတဲ့အခါကျတော့ဒီဘက်ကိုဘလိန်းတာတွေများလာကျွန်တော်အဲ့ဒါကြောင့်ပြောတယ်တစ်ဖက်မှာရှိတဲ့တည်င်းဌာနတွေကခဏလေးငြိမ်သွားတယ်ဆိုတာသူတို့မဟာဗျူဟာပြောင်းလိုက်မယ်သူတို့ soft power မှာဘာကိုတိုက်လာမလို့အဓိကအပြင်နိုင်ငံတော်အစိုးရအကြီးအကဲတွေကိုပုံတံအမျိုးမျိုးနဲ့ပုံဖြတ်တိုက်လာမယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးကိုပုံဖြတ်လာမယ်အခုဒီကောင်တွေ ဒီတစ်ပတ်မှရှိတဲ့ပြည်ပေးအုပ်စုတွေဒီကောင်တွေပြောရလို့ရှိရင်တဖြည်းဖြည်းနဲ့ဟလာကိုအမားကိုမဝင်ခံရတော့တဖြည်းဖြည်းဒီကောင်တွေဒီဘက်ကတက်မတော်အမားနဲ့နိုင်ငံတော်အမားကိုထောက်ပြရင်လည်းဒီကောင်တဖြည်းဖြည်းတင်းကြောက်တဲ့ကိုရောက်လာပြီတင်းချီကျွန်လာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်မစင်းသားကြီးဒီဘက်မှာနော်ပြီးခဲ့တဲ့ရက်ပိုင်းကဒါမလေးရှား street တိုင်းတင်တယ်မလေးရှား street တိုင်းကနေပါတဲ့တင်းတပုတ်ပေါ့နော်တင်းပုတ်ကအဓိကအဖြစ်တော့ပါလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာဟိုဘုဂျုံမူကြီးပေါ့နော်လက်ရှိယာယီတမရာကြီးက မလေးရှားနိုင်ငံမှာကျင်းပမယ်48ကျင်းပအာဆီယံထိပ်သီးအသွေးကိုတက်မယ်ဆိုတဲ့ဟာလေးပါတယ်ပါတာကိုဒီနေ့မှာတက်လာတဲ့သတင်းတွေမှာဘာဖြစ်လဲဆိုတော့အဲ့ဒါလေးကို hide လုပ်လိုက်တာပေါ့နော်ပြန်ဖြတ်လိုက်တယ်ဆိုရင်ဟိုနေဖြစ်တယ်ဆိုတော့အဓိကအဖြစ်ကပြန်ဖြတ်လိုက်တယ်ဆိုတော့မဟုတ်ဘူးညင်းတာမဟုတ်ဘူးအဓိကကဒီဘက်ကဟိုဘက်မှာရှိတဲ့ကောင်တွေကိုလူဂျုံမောဖမ်းပြီလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ကျွန်တော်ထပ်ပြောပြမယ်ဘူဂျုံမူကြီးတေချာပေါက်တက်ရမယ်တေချာပေါက်တက်ရမယ်စည်ရင်ထဲမှာလည်းပါတယ်ကျွန်တော်ထပ်ကျွန်တော်ကဒဲကိုပြောတာနော် ကျွန်တော်ဝေးလက်ကြောင်မှမပြောဘူးကျွန်တော်တဲ့ပြောဒါပေမဲ့ခမားတို့ကိုတည်င်းလူကြုံမောဖမ်းပြီးကစားတော့မယ်ခမားစဉ်းစားကြည့်ခမားအဲ့ဒါခမားတို့နည်းနည်းသဘောပေါအောင်ဒီဘက်မှာလာရွေးကောက်ပွဲရွေးကောက်ပွဲကထားပါတော့ဗျာရွေးကောက်ပွဲလှုပ်ဖို့အတွက်အခုမှပြင်ဆင်နေလို့ရှိသေးတယ်ဒီရွေးကောက်ပွဲကတရားမများတအူဘာညာဆိုရုပ်ဘက်မှာအသက်ကုန်းအော်နေကြဒါလည်းလူကြုံမောဖမ်းလိုက်မယ်နော်ခမားကြည့်ဒီဘက်ကနိုင်ငံတော်ဘက်ကလုံနေတဲ့လူကြီးတွေဟာ ကိစ္စတော်တော်များများကိုနိုင်ငံတကာနဲ့တရားဝင်ဆက်ဆက်လုပ်ကင်နေရတာဖြစ်တဲ့အတွက်အမားလို့လို့မရဘူးအမားလို့လို့နည်းနည်းလေးမှမားလို့မရဘူးဒီအချိန်ဟာသူတို့အတွက်တကယ်ကို sensitive ဖြစ်တဲ့အချိန်ဆိုတာသူတို့ကောင်းကောင်းသိတယ်ကောင်းကောင်းသိတဲ့အတွက်နည်းနည်းလေးမားသွားလို့မရဘူးဒါကြောင့်လို့အလုပ်တော်တော်များများများကိုတည်တည်ကြာကြာစီး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 တည်တည်ကြာကြာလုပ်နေဆိုတော့ကျွန်တော်တို့ဒါတွေမြင်ရတယ်နောက် message နဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်လန်းမိတယ်ကျွန်တော်အပေါ်ရင်မမေးဘူး အပေါ်ရင်အပေါ်ဆိုအောက်ကတင်မေးရတာ အောက်ချင်မှာရှိတဲ့ယာဝတာတွေကြီးရောဥက္ကဋ္ဌတွေကိုကျွန်တော်တို့ဆက်မေးကြည့်တယ်အကိုကြီးတွေတော်တော်ကိုတိတိကျကျလောက်တာနော်တဲ့ကျွန်တော်ရန်ကုန်မှာရှိတဲ့အဓိကယာဝတာတွေပေါ့နော်15ယောက်ရှိပြီကျွန်တော်မေးတာအကောင်မင်းကြီးတဲ့တကယ်ကိုတိတိကျကျတကယ်ကိုဒီတေးလောက်တာနော်တဲ့မဲစင်းနဲ့ပတ်သက်ပြီးတော့တဲ့လုံးဝအမှားမခံဘူးတဲ့ကျွန်တော်တို့ကျွန်တော်ရက်ွက်မှာဆိုကျွန်တော်တို့အခုတင်မေးတယ်ဟာတင်မေးလဲ လူပြောင်းလာရရှိသေးလားအစင်းထပ်တိုင်းလာရရှိသေးလားအများနဲ့မေးနေတာဒီဘက်မှာပြန်ပြီးတော့အကုန်လုံး refresh ပြန်လုပ်လုပ်နေရတာအဲ့သူကဘာပြောပြလဲဆိုတော့သူတို့ကအလုံးအတန်အတန်တုန်ကြီးထွက်တာဒီပထမတစ်ချိန်ကဒါတင်လိုက်မယ်ဒီမှာအမားပါရင်ပါလာအောင်မယ်ပြီးဒုတိယအချိန်ထပ်ကျင်ရမယ်အမားပါလာနိုင်သေးတယ်တတိယအချိန်မှာလုံးဝ finalist time finalist ထွက်မှာဆိုတော့ပြောရရင်ဒီလက်ရှိအစိုးရဟာ ရွေးကောက်ပွဲနဲ့ပဲပတ်သက်ပတ်သက်ဒီဘက်မှာအုပ်ချုပ်ရေးရန်နေရာတရားစီရင်ရန်နေရာဥပဒေဟလာဒီဘလိုကတရားစီရင်ရန်နေရာဒီဘက်မှာကျွန်내လုံခြုံရေးနဲ့ပတ်သက်တဲ့ရန်နေရာတွေမှာနည်းနည်းလေးမှအမားမခံအားလုံးကိုတိတိကျကျစနစ်တကျလုပ်နေအဲ့လိုပဲရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းအဲ့လိုပဲလုပ်နေဘာကြောင့်လဲတကဘာလုံးကစောင့်ကြည့်နေဆိုတာ तू သိတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်အဲ့ဒါကြောင့်မို့ရွေးကောက်ပွဲမဲပေးဆက်ကိုအခုဆိုရင်ကျွန်တော်တင်တချို့နေရာတွေဆို၃ကြော့လောက်ပြန်ပြပေးပြီးထင်တယ် လာကြည့်ကြိုက်တယ်လူလာကြည့်ဒါနဲ့ပတ်သက်ပြီးတော့လေရွေးကောက်ပွဲကော်မရှင်က100%အမှတ်ခံတယ်မှတ်သားတော့လေလုံနေကြည့်အဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့တပတ်အုပ်စုတွေကတော့ဒီအချိန်မှာသူတို့တွေအနေနဲ့ soft power နဲ့တည်င်းနည်းပညာနဲ့ဒီဘက်ကိုတိုက်လိုက်မယ်ပုံတံမျိုးမျိုးနဲ့အဓိကအပြင်ဒီဘက်ကလုံနေတာတွေကိုဒီဘက်ကအဖြူမှာသွားနေရင်သူတို့ကအမဲပါလို့ပြောလိုက်မယ်ဒီဘက်ကအစိမ်းတော်သွားနေရင်သူတို့ကအနီပါလို့ပြောလိုက်မယ်ပုံတံမျိုးမျိုးနဲ့ပြောလိုက်မယ်ဒါသူတို့ ဒီအချိန်မှာသူတို့လုံနေကြအလုပ်တွေနော်ခင်�ျားတို့2010မတိုင်ခင်ခင်ဗျားတို့ပြန်စမ်းသစ်ကြည့်လိုက်အဲ့လိုပဲဟိုဘက်မှာ1990ရွေးကောက်ပွဲမတိုင်ခင်ကိုပြန်စမ်းသစ်ကြည့်လိုက်ဒါမျိုးပဲဒါပါကြောင့်လဲသူတို့ချီမှာလုံเสียဘာမှမရှိတော့ပြည်ပအုပ်စုတွေမှာလုံเสียဘာမှမရှိတော့ဘတ်ဂျက်လည်းမရှိတော့ပတ်စံထောက်ပံ့မဲ့လူလည်းမရှိတော့သူတို့ထောက်ခံတဲ့နိုင်ငံလည်းမရှိတော့အဲ့တော့သူတို့ကဒီဘက်မှာရှိနေတဲ့အစိုးရလို့အာဘယ်ဟိုတက်တယ်ဘာဟိုလုတ်တယ်ဆိုပြီးတော့သူတို့ရဲ့မရှိတဲ့မရှိမဲ့ရှိမဲ့လူအင်အားလေး၄၅ယောက်ကို ဟုတ်လားဘယ်မှာသွားတက်တယ်ဘာညာလူတိုင်းတက်လို့ရတဲ့နေရာတွေမှာသွားတက်ပြပြီးတော့သူတို့ဒီအစည်းအဝေးတက်တယ်ဘာညာလူယူတွေနဲ့တက်ပုံရပြပြီးတော့ဒီလိုပရိုပဂန်ဒင်းတွေလုပ်တာလည်းကျွန်တော်ဘာမှမလုပ်နိုင်တော့ဘူးလို့နော်ကျွန်တော်ဒီလိုသုံးသက်ချင်တယ်အဓိကကတော့ကျွန်တော်ဒီ KK ဘက်နဲ့ပတ်သက်ပြီးပြောတာပေါ့နော် KK ဘက်နဲ့ပတ်သက် KK ဘက်ကိုအဓိကအဖြစ်တော့ဟုတ်လားဘယုတ်ဇော်မင်းတို့ကတော့ဒီဘက်မှာအချက်လက်အခိုင်အမာနဲ့ပြောသွားပေးမယ်ခုနပြောတဲ့ Sodor Niro Frogat Two Window ကတော့သူတို့အနေနဲ့ရွေးလေကြောင်ဘက်တွေလုပ်နေလက်ရှိအနေထားမှာတက်မလို့ KK ဘက်ကိုဝင်စီးပြီးဝင်စီးတော့ထွက်ပြေးကြတယ်အကုန်လုံးကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတယ်အဓိကအဖြစ်ထိုင်းနိုင်ငံမှာရှိတဲ့ KNU တွေအဓိကနေတဲ့နေရာတွေကိုပြေးကြမှာပါကျွန်တော်တို့သိပါတယ်เนาะကျွန်တော်တို့သိပါတယ်ဆိုတော့ဒါကြောင့်မလို့ဒါတွေဟာတည်င်းတဲ့ဒီကောင်တွေကပုံစံအမျိုးမျိုးဗမာနိုင်ငံထဲမှာရှိတဲ့လူတွေကိုစွာကြလိမ့်မယ်လို့เนาะကျွန်တော်ဒါလေးကိုသုံးသပ်ချင်လို့ဒါကိုသုံးသပ်နေဖြစ်ပါတယ်နောက်တစ်ခုကစစ်ပွဲတွေစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်းလက်ရှိအနေအထားမှာတက်မတော်ကတဘုံစကန်းတော်တော်ကြီးရင်ဘုံကျဲတယ်တဘုံစကန်းထားပါတော့ဟာလာဒီလိုမြေပြင်ကနေသွာလာလို့ရရင် တက်ကဘာလုပ်လဲဆိုတော့ ဒီမြေပြင်စစ်ပွဲတွေတိုက်တယ်ဗောနော်မြေပြင်စစ်ပွဲတွေတိုက်တယ်ဆိုတော့အဓိကအဖြစ်ဘာဖြစ်လဲဆိုတော့လက်ရှိအနေအထားမှာတက်ကဒါအားလုံးသိပြီးသားကရှမ်းမြောက်ကိုစစ်ကြောင်းတွေထိုးတယ်ပြောထိုးစစ်တွေဆင်တယ်အောင်ပွဲတွေရတယ်ပြီးတော့ကျွန်တော်တို့ကချင်းเนาะကချင်းကိုတိုက်ပွဲတွေတိုက်တယ်အောင်ပွဲတွေရတယ်နောက်ကရင်ကရင်ကိုတိုက်ပွဲတွေတိုက်တယ်အောင်ပွဲတွေရတယ်ကယားတိုက်ပွဲတွေတိုက်တယ်တက်ကအောင်ပွဲတွေရတယ်ရခိုင်ကိုခဏလွတ်ထားသေးတယ် ဟောအခုကဘာဖြစ်လာလဲဆိုတော့အခုကတဖြည်းဖြည်းနဲ့အညာဘက်ကိုဆင်းလာပြီအညာဘက်ကိုဆင်းလာပြီဒီသတင်းတပုတ်ဖတ်လိုက်တာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စကိုင်းတိုင်းကလေးမျိုးနယ်မှာရှိတဲ့နော်တမူးကလေးပေါ့နော်အဓိကအဖြစ်တော့အဲကျွန်တော်တို့ကလေးမျိုးနယ်ထဲမှာနော်ကလေးမျိုးနယ်မှာတက်ကသူတို့ပြောတာတော့ဗျာတက်ကအင်အားအလုံးကြီးနေပေါ့နော်အင်အားအလုံးကြီးသုံးပြီးတော့ဝင်နေပါ냐ပေါ့သူတို့ကဟိုပြောရရင် ဒီဒါဒကိုင်းဆိုတော့ PDF တွေပေါ့နော် PDF တွေကသူတို့ပြောသူတို့ပြောချင်တာအဓိကအပြင်တော့သူတို့အင်အားလုံးရင်းနဲ့မတိုက်ပါနဲ့လို့သူတို့ပြောချင်တာပေါ့ဗျာသူတို့တုန်းကတော့ဟလာဟိုမှာ9ရောက်လောက်ရှိတဲ့တက်စကန်လေးကိုအယောက်1500လောက်နဲ့ဝင်တိုက်ပြီးတော့ဒီဘက်ကတက်ကတကယ်အင်အားတွေသုံးပြီးတိုက်လာတဲ့ခါကျတော့သူတို့သတင်းတွေမှာရွေးနေရရေးနေတာခင်ဗျားတို့တွေ့ပါလိမ့်မယ်တက်ကအင်အားအလုံးရင်းနဲ့တိုက်တယ်အင်အားလုံးရင်းနဲ့တိုက်တယ်ဒီနေ့ဖတ်လိုက်ရတဲ့သတင်းကဘာလဲဆိုတော့အင်အားသုံးစစ်ကြောင်းထိုးခံနေရတဲ့ကလေးမျိုးနယ်မှာတဲ့စစ်ဆောင်တောင်းကျော်စေဝါနဲ့ရိတ်ခါအရေးပေါ်လိုအပ်နေတယ်တဲ့ ျွန်တော်ဒီသတင်းကိုအပြည့်အဝမဖတ်ချင်ဘူးဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တခြားတခြားဖြစ်ရပ်လေးတွေကိုကျွန်တော်သုံးသပ်ပြချင်လက်ရှိအနေထားမှာကစစ်ရှောင်းဆိုတာဗောနော်စစ်ရှောင်းတောင်းနဲ့ချီပြီးတော့ထွက်ပြေးနေရတယ်ဆိုရင်နော်ဆိုပြီးတော့ဒီလိုမျိုးရေးထားတယ်အဲ့စစ်ရှောင်းတွေအတွက်စေးဝါးတွေရိတ်ခါတွေလိုအပ်ပါတယ်ဆိုပြီးတော့ဒီလိုရေးထားတယ်တကယ်ကမြေပြင်မှာကစစ်ရှောင်းတွေအတွက်လိုအပ်တာမဟုတ်ဘူးစစ်ရှောင်းတွေဟာပြောရရင် လူသားတတိုင်းတစ်ဖွဲ့ PDF တွေရဲ့လူသားတတိုင်းတစ်ဖွဲ့ အတုံးချခံနေရအဲ့ဒီကြေးရွာတွေမှာရှိတဲ့တက်မတော်ကစစ်ဝင်တိုက်တော့မယ်ဆိုတဲ့ကြေးရွာတွေမှာရှိတဲ့ရွာသူရွာသားတွေဟာဒီဘက်ကတက်မတော်စစ်ကြောင်းတွေရှိတဲ့ဘက်ကို PDF တွေကပြေးခွင့်မပေးဘူးသူတို့တွေနဲ့အတူတူလိုက်ပြေးရတယ်လိုက်မပြေးတဲ့လူကိုဒလန်ဆိုပြီးတော့တခါတည်းတတ်ခဲ့တယ်နော်အဲ့လိုပဲလိုက်ပြေးတဲ့ခါကျတော့လည်းဘာဖြစ်လဲဆိုတော့ဒါတွေဟာစစ်ဆောင်တွေဖြစ်တယ်စစ်တပ်ကထိုးစစ်ဆင်လို့ထွက်ပြေးလာရတယ်ဆိုလို့ပြောသလိုအဲ့ဒီစစ်ဆောင်တွေစစ်ဆောင်သွားတဲ့အချိန်မှာအဲ့ PDF တွေကပဲ ရွာတွေကိုမီးရှို့ခဲ့တယ်။ပြီးတော့တပ်မစစ်ကြောင်းတွေကအဲ့ရွာတွေကိုရောက်တဲ့အချိန်မှာဒီကောင်တွေကတနေရာနဲ့ဓာတ်ပုံခိုးရိုက်ပြီးတော့ဒီရွာတွေကိုတက်ကမီးရှို့ပါတယ်ဆိုပြီး propaganda လုပ်တယ်။ဟုတ်ပြီဒါကတစ်ချက်။နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့စစ်ရှောင်းတွေပြေးတဲ့အခါမှာသူတို့ကဘာလုပ်လဲဆိုတော့တက်နဲ့ဟလာတက်ရဲ့ဒီဘက်မှာတိတ်မလိုက်လိုက်တော့တဲ့နေရာရောက်ရင်သူတို့ကအဲ့မှာဒုက္ခတဲ့စကမ်းပုံစံလိုလိုစစ်ရှောင်းစကမ်းပုံစံလိုလုပ်လိုက်တယ်။လုပ်ပြီးတော့သူတို့ကဗီဒီယိုရိုက်တယ်ဓာတ်ပုံတွေရိုက်တယ်။ရိုက်ပြီးတော့နိုင်ငံတကာကိုချပြတယ်။ချပြပြီးစေဝါးတွေလိုတယ်ရိတ်ခါတွေလိုတယ်ဆိုပြီးတော့ဒီလိုတောင်းတယ် ောင်းတော့အဓိကအဖြစ်တော့နိုင်ငံတကာကတော့တိတော့မလူဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့မလေးရှားတို့ထိုင်းတို့ဒီဟွန်နင်းတို့ဟုတ်လားအော်နော်ပါလေကျွန်တော်တို့စင်ကာပူတို့မှာရှိတဲ့တကယ်ဟိုဘယ်လိုခေါ်မလဲ PDF ထောက်ခံပါတယ်ဆိုရယ်အုပ်စုတွေကစစ်ဆောင်တွေကိုထောက်ခံပါတယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ PDF တွေကိုကူညီတယ်နော်အာသူတို့ကစစ်ဆောင်တွေကိုအာစစ်ဆောင်တွေအတွက်ရိတ်ခါတို့ဘာတို့ကူညီပါဟိုဘယ်လိုခေါ်မလဲအလူခံပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ PDF အကြမ်းဖက်သမားတွေကိုကူညီတယ် အဓိကတော့လက်ရှိအနေအထားမှာဘာဖြစ်လဲဆိုတော့လက်ရှိနိုင်ငံတော်အစိုးရကဒေတာတွင်းမှာရှိတဲ့နိုင်ငံတွေကိုပြောတာလေဒီဘွဲ့ဒီဘွဲ့သေးတွေအကြံဖတ်ဖွဲ့စည်းတွေဖြစ်တယ်ဥဥမာဖြင့်လက်ရှိအနေအထားဆို PDF အဖွဲ့တွေပေါ့နော် PDF အစိုးရအကြံဖတ်ဖွဲ့တွေဖြစ်တယ်ဒါကြောင့်မလို့ PDF အကြံဖတ်အဖွဲ့တွေကိုကူညီနေတဲ့လူတွေကိုခမားတို့တိုင်းပြည်တွေခမားတို့နိုင်ငံတွေမှာစခန်းချခွင့်ဟာလာဒီအစိုးရကိုစန့်ကျင်ခွင့်ပေးထားရင်ဒါအာဆီယံရဲ့ပဋိညာမူတွေကိုချိုးဖောက်တာဖြစ်တယ်ဆိုရယ်စာမျိုးတွေကျွန်တော်ထင်တာကနိုင်ငံတကာလက်ရှိဒေတာတွင်းနိုင်ငံတွေကအစိုးရအဖွဲ့တွေကိုဒီလက်ရှိနိုင်ငံတော်အစိုးရက ပို့ထားတယ်လို့ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်တယ်။ဒါကြောင့်မို့ဘာဖြစ်လဲဆိုတော့ခုလက်ရှိဟလာအန်ယူဂျီအုပ်စုတွေဆိုလို့ရှိရင်အတီမောနိုင်ငံကနေပြီးတော့မောင်းထုတ်ခံလိုက်ရတယ်။နော်အဲ့လိုပဲစင်ကာပူတို့မလေးရှားတို့မှာရှိတဲ့တချို့ဟလာဒီဘယ်လိုခေါ်မလဲတချို့လူတွေဆိုလို့ရှိရင်လည်းဒီဂျမ်ဘတ်အုပ်စုတွေကိုထောက်ပံ့တာတွေကူညီတာတွေမလုပ်ကြတော့ဘူး။ထိုင်းမှာဆိုလည်းဒီလိုပဲမလုပ်ကြတော့ဘူး။ဘာကြောင့်လဲထိုင်းအစိုးရကတော်တော်များများဒီဘက်ဒီဘက်ကနိုင်ငံတော်မြန်မာနိုင်ငံတော်အစိုးရရဲ့ request လောက်တာကိုတော်တော်များများပူပေါင်းဆောင်ရွက်မှုတွေရှိနေတယ်เนาะဒါမျိုးရှိအဲ့တော့သူတို့ကတစ်ဖက်မှာရှိတဲ့ဟိုဘယ်လိုခေါ်မလဲရွာသားတွေကိုသူတို့နဲ့အတူလိုက်ပြေးခိုင်းပြီးတော့စစ်ဆောင်မှာဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့နောက်ထပ်အလူခံမှုစ조사လာတယ်တော့ဒီဘက်မှာလည်းတက်မတော်ကလည်းဗာပြောထားလဲဆိုတော့ဒါတော့ဟိုပြောရရင်တော့ရွာသားတွေအတွက်တော့ပြောရရင်ညရာကြောက်နေရတဲ့ဘောပေါ့နော်ဒီဘက်ကနိုင်ငံတော်အစိုးရအနေနဲ့ပြောထားတာကကျန်းဖက်သမားတွေနဲ့ဝေးဝေးနေပါ လာကြမ်းဖက်သမားတွေနဲ့လိုက်ပါဆောင်ရွက်တာတွေအတူနေတိုင်းတိုင်းဆိုလို့ရှိရင်တက်မလို့ထိုးစစ်တွေကြားမှာကြားညက်တက်တဲ့ဘာညာဒီလိုပြောထားတာရှိအောင်နော်ကျန်ကျန်ရထုတ်ထားတာရှိရဲ့ဆိုအဲ့လိုအခြေအနေမျိုးမှာကျန်တဲ့ဟိုဒေသခံတွေအနေနဲ့လည်းနေရထိုင်ရကြက်တာတွေတော့ကျွန်တော်တို့လည်းသဘောပေါက်ပါတယ်ကျွန်တော်တို့ဒရင်သမားတွေဖြစ်နေတယ်ဘာကြောင့်လဲဆိုဒီဟာတွေနေစဉ်ကတွေ့နေရတယ်နော်ကျွန်တော်တို့သဘောပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာလက်ရှိမြေပြင်မှာအရှိတရားကတော့ဒီဒေသဆိုင်ရာကြေးရွာတွေမှာနေထိုင်နေကြတဲ့ပြည်သူလူထုအနေနဲ့က PDFT နဲ့နီးတဲ့အတွက် PDFT ရဲ့ ဘယ်လိုခေါ်မလဲလွှမ်းမိုးမှုအောက်မှာနေရတဲ့အတွက်သူတို့ပြောတဲ့အတိုင်းသူတို့နေတဲ့အတိုင်းလုပ်နေရအဲ့တော့ဒီကြားထဲမှာပြည်သူတွေအနေနဲ့ကတော့တချို့ကိစ္စတွေမှာနည်းနည်းတော့ဟိုဒုက္ခရောက်အောင်မှာပဲလို့ကျွန်တော်ဒီလိုမျိုးသုံးသပ်ချင်တယ်အပြည်သူတွေအနေနဲ့အလားကုနာပြောသူမျိုးပြဆန်တောင်းခံနေရမယ်ပြည်သူတွေကိုခေါင်းစဉ်တက်ပြီးတော့တကယ်စေးဝါးတွေအလားငွေကြေးတွေအကုန်လုံးက PDF အုပ်စုကြီးရောက်သွားမယ်ဒါတွေရတယ်ရှိနေတာအစီတရားတွေပဲအစီတရားတွေပဲဒါကြောင့်မလို့လက်ရှိအနေထားမှာတက်မတော်ကထိုးစစ်တွေနိုင်လာတာနဲ့အမျှ တစ်ဖက်မှာရှိနေတဲ့အကြံဖတ်အုပ်စုတွေရတယ်ဒေသခံတွေကိုသူတို့နဲ့အတူလိုက်ပါပြီးတော့ပြေးခိုင်းတယ်ပြေးခိုင်းပြီးတော့ဒီဒေသခံတွေကိုမြောက်ပြပြီးတော့ဟုတ်လားနိုင်ငံတကာကနေအကူအညီတွေတောင်းတယ်နိုင်ငံတကာကငိုပြတော့ဗျာဒီမှာကြည့်ပါတက်မတော်ကဘုံကျဲလို့နောက်ပြီးတော့ဗျာကျွန်တော်တို့ဒီဆက်တဲ့လေဒီတင်းနဲ့ဟုတ်လားလိုက်ပြလို့ရွာသူရွာသားတွေပြေးရပါတယ်ထိရပါတယ်ဆိုတဲ့ပုံစံမျိုးတွေပုံစံမျိုးမျိုးနဲ့ပရိုပဂန်းတွေလောက်တာဝါရဖြန့်ချီမှုတွေဒါတွေလောက်လာတယ် ိုင်းလှုပ်လာတယ်အဲ့တော့ကျွန်တော်တို့ကအဓိကအပြင်တော့သတင်းသမားတွေဖြစ်တဲ့အတွက်ဒီလိုမှန်မှန်သတင်းတွေလှုပ်လာတာကိုတော့ကျွန်တော်တို့လက်ခံမှာမဟုတ်ဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့လည်းဘယ်လိုတုံ့ပြန်ကြမလဲဘယ်လိုတုံ့ပြန်ရမလဲဆိုတာကျွန်တော်တို့လည်းစဉ်းစားနေရတယ်ရှိတယ်စဉ်းစားနေရတယ်ရှိအောင်နော်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကအုပ်စုတွေကမြေပြင်မှာရှုံးလာတယ်မြေပြင်မှာစစ်ရှုံးလာတာနဲ့အမျှကျွန်တော်ခုနပြောခဲ့သလိုပဲဒီ online ကနေတဆင်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့အလှုံ့ဆော်တာတွေဝါရဖြန့်တာတွေ သွေးပြောင်းဘယ်လိုခေါ်မလဲချင်းကြောက်တာတွေဒါမျိုးတွေလောက်လာမှာဒါမျိုးတွေဘယ်လိုခေါ်မလဲဒါမျိုးတွေလောက်ခဲ့တဲ့တပိုင်းနေရာလည်းရှိခဲ့တယ်ရေကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ရေကောက်ပွဲနဲ့ပတ်သက်တဲ့ဒီကောင်းနေပေါ်ပြနေတဲ့တွင်တွေဟလား AR မျိုးစိမမြန်မာနောင်းခစ်တဲ့အချရပြန်ဒီတဲ့တွင်တွေအကုန်လုံးကသူတို့ပေါ်ပြတဲ့တဲ့တွင်မှာတနေ့ကိုရေကောက်ပွဲကိုစတင်တဲ့တွင်ကနှစ်ပုတ်လောက်ပါတယ်သူတို့အန်ယူဂျီအုပ်စုတွေဟာ တကယ်သူတို့ကပဲတကယ်နိုင်ငံတကာပဲအတိမတ်ပြုထားတယ်လို့လို့ဘာလို့လို့ဖော်ပြတဲ့သတင်းကနှစ်ပုတ်လောက်ပါတယ်။အာတကယ်တက်မလို့ရဲ့ထိုးစစ်တွေကြောင့်ပြည်သူတွေပြေးနေရပါတယ်ဆိုတဲ့သတင်းမျိုးကနှစ်ပုတ်လောက်ပါတယ်။အဲ့သတင်းတွေမှာလိုက်ကြည့်အဲ့သတင်းဌာနတွေမှာခင်ဗျားတို့လိုက်ကြည့်ကြည့်လိုက်။အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီလိုသတင်းတွေနေပဲဒီကောင်တွေကလုံးလဲချလို့ပဲလိုက်ကုန်။ကျွန်တော်ပြောချင်တာအဲ့တော့အဓိကအပြင်ကကျွန်တော်ဒီနေရာနေပြီးတော့ပြည်သူတွေကို message ပေးချင်တာအဓိကဘာလဲဆိုတော့အကြံဖတ်သမားတွေနေဝေးဝေးနေကြပါ။အကြံဖတ်သမားတွေရဲ့ စီယုံနာတွေဘာသာဖြန့်ချိတာတွေကို ခမတို့မယုံကြပါနဲ့။တော့မယုံကြပါနဲ့။လက်ရှိအနေအထားမှာအောက်ခြေအဆင့်အုပ်ချုပ်ရေးပိုင်းကနေပြီးတော့အထက်ထိအုပ်ချုပ်ရေးပိုင်းနေအထိပြည်သူတွေနဲ့အများအားထိတွေ့ပြီးတော့ဟုတ်လားထားပါတော့ဟုတ်လားတရားဥပဒေစိုးမိုးမရှိဘူးဆိုလို့ရှိရင်လည်းဘာကြောင့်မရှိတာလဲချက်ချင်းသုံးသက်ချက်ချင်းသုံးသက်ပြီးအဲ့ဒီကလိုအပ်တာတွေဖြည့်ပေးဟာဒီဘက်မှာထားပါတော့ဟုတ်လားဟိုစားရိတ်ကလိုအပ်တယ်ဆိုစားရိတ်ကဘာကြောင့်လိုအပ်လဲ ချက်ချင်း၃သက်၃သက်ပြီးချက်ချင်းဖြည့်ပြီးလိုအပ်တာတွေချက်ချင်းဖြည့်ပြီးမှန်မှန်မှန်၃သက်ပေါ့နော်ဒါမျိုးတွေလုံနေကြရတယ်ဒါအလုံးတွေ့နေရတယ်အဓိကမြေပြင်မှာတချို့ကိစ္စတွေမှာလိုအပ်ချက်တွေရှိမှာပဲဒါပေမဲ့လိုအပ်ချက်တွေကိုသိတာနဲ့ချက်ချင်းဖြည့်စည်းပေးနေတယ်ဒါအလုံးသိရတဲ့အတိုင်းပဲနော်တချို့ကိစ္စတွေမှာတော့ဟိုဖြည့်စည်းပေးတာတွေကနည်းနည်းအတိုင်းထက်အလုံးတွေဖြစ်သွားတယ်ရှိတာပေါ့ဗျာဥပမာပြင်ထားပါတော့ဟုတ်လားဒီ online မှာမနေ့ကဆိုလို့ရှိရင်ဟုတ်လားတော်တော်လေးကြည့်ရရိုက်သွားတဲ့တည်င်းဟုတ်လားဒီ သခိုးပါဆိုပြီးမျိုးသမီးတယောက်ကိုဝိုင်းရိုက်တဲ့တည်ရိုက်တဲ့တည်အမှ online မှာလည်းပြန်လဲပြန်တော့ရဲတပ်ဖွဲ့ချက်ချင်းရောက်လာပြီးချက်ချင်းဖမ်းတာပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာပါလေတော့ online မှာအရန်ပြန်နေလို့လဲအုတ်ချိုအေးပိုင်းဆိုင်ရာတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဟိုထူးထူးပူပူဘယ်လိုခေါ်မလဲအရန်အော့တော်တောင်းနေသွားဖမ်းပြစရာမလိုပါဘူးကိုယ့်ရဲ့ဥပဒေလုတ်ပိုင်ခွင့်ဘောင်နေရပဲတည်တည်ငြိမ်ငြိမ်နဲ့လုပ်ဖို့လိုပါတယ်နော်အဓိကအဖြစ်ကျွန်တော်ဆရာလောက်တာမဟုတ်ဘူးအဓိကအဖြစ်အခြေခံမှာရှိတဲ့အုတ်ချိုအေးအဖွဲ့စည်းတွေအနေနဲ့ လက်ရှိနိုင်ငံတော်အကြီးအကဲရဲ့လောက်ကန်ဆောင်ရွက်မှုမျိုးတွေကိုခမရတို့အများကြီးအတူယူဖို့လိုတယ်။နော်တကယ်တိုင်းပြည်မှာဒီလောက်တော့ခမရဟောလာဟိုဘလူးခေါ်မလဲဟိုနည်းနည်းလေးမှားသွားတာနဲ့တိုင်းပြည်ကဘုံဘုံလဲသွားနိုင်တဲ့အခြေအနေတရက်ကိုအခုလိုတိုင်းမျိုးပြန်ပြီးတော့ဟလာပြန်လဲစီကားအောင်ပြန်လဲပြီးတော့ဘလိုခေါ်မလဲတက်မှတ်အောင်တကယ်စီးပွားရေးလူမှုရေးနိုင်ငံရေးပေါ့နော်အားလုံးတည်ငြိမ်မှုလမ်းကြောင်းပေါ်ရောက်အောင်တကယ်တည်တည်ငြိမ်ငြိမ်နဲ့လှုပ်ဆောင်နိုင်ခဲ့ ဆိုအဲ့လိုအဲ့အတူတွေကိုခင်ဗျားတို့ယူပါဟာအွန်လိုင်းမှာဟုံးဖြစ်ပြီဆိုတော့ဒိနေနေသွားဖမ်းပြလိုက်ကျွန်တော်တို့ဖမ်းပြီးပြီနော်ဟဲ့ခြင်လိုက်ပြီတက်လာဆိုအဲ့လိုမလုပ်ပါနဲ့ကျွန်တော်အဲ့လိုမလုပ်ပါတီတီငင်းနဲ့လုပ်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာရှိဟလားတက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေဆိုတာကသူတို့ရှိမှအတွေ့အကြုံတွေလည်းအများကြီးရှိပါတယ်เนาะအဲ့လိုပဲသူတို့ရှိမှဟိုဘယ်လိုခေါ်မလဲတက်လာတဲ့တင်တန်းတွေလည်းအများကြီးရှိပါတယ်ဝန်ထမ်းတွေဆိုတာလीအဲ့တော့ မှန်ပြီ online မှာပေါ်လာပြီကျွန်တော်တကယ် online sale တွေတော့တင်လိုက်ပြီကျွန်တော်မလုပ်သေးဘူးလားဘာမလုပ်သေးဘူးအောက်ပြပြကျွန်တော်ခြင်လိုက်ပြီနော်အဲခြင်လိုက်ပြီတက်လာဆိုအဲ့လိုမလုပ်ပါနဲ့အဲ့လိုမလို့တီတီငင်ငင်လေးနဲ့ကိုလုံးเสียရှိတာကိုလုပ်ပါဒီက online kit ဒီ kit ဟာ online kit ဖြစ်နေတဲ့အတွက်ခင်ဗျားတို့ကိုကောင်းတာလဲရေးလိမ့်မယ်စိုးတာလဲရေးလိမ့်မယ်ခေါင်းနဲ့မထည့်ပါနဲ့ကိုလုံးရမယ့်အလုပ်ကိုသာမှန်မှန်ကန်ကန်လုပ်ပါနော်ကျွန်တော်ပြောချင်တာမှန်မှန်ကန်လုပ်ပါဒါပေမဲ့ဒီသတင်းကတော့တချို့သတင်းတွေကတော့ပျောက်နေမဲ့သတင်းကို online ကနေပြီးအခုလိုပြပေါ်ပြလိုက်တဲ့ခါကျတော့ဒါကိုက ဟုတ်လားတကယ်အုတ်ချိုရအာနာပိုင်းဒီအနေနဲ့တိသွားရတယ်တိသွားရတဲ့အတွက်အမှန်နဲ့အဲ့တော့ချက်ချင်းအရှင်လို့ရတာပေါ့အဒီလိုမှ online မှာမတင်ဘူးဆိုလို့ရှိရင်တော့တချို့ကတည်င်းနေရပျောက်နေရလေရှိရင်ရှိမှာပေါ့နော်ကျွန်တော်ပြောရင်ဒါကြောင့်မလို့လက်ရှိနေသားမှာဟာလာဒီတရားဥပဒေစိုးမိုးပိုင်းနေအုတ်ချိုရပိုင်းနေမှာအခြေအခြေခံမှာရှိရလူတွေနေတီတီရင်ရင်လို့ပါနောက်တစ်ခုကဘာလဲဆိုတော့ဟိုအများရန်ကြီးလဲဟာလာဟိုဥပဒေဒါဥပဒေပဲကွာဆိုပြီးလုံးဆရာမလို့ပေါ့တချို့ကိစ္စတွေမှာလူမှုရေးရှုထောင့်နေရနေလဲပြန်စဉ်းစားပေးလို့ရတာတွေရှိပါတယ်ဒါခင်ဗျားတို့ရဲလုံထုံးတွေလုံနေတွေမှာပါပါတယ် ဟုတ်ဒေသဆိုင်ရာအုပ်ချုပ်ရေးလုံထုံးလုပ်နေတွေမှာပါပါတယ်တချို့ကိစ္စတွေမှာဟုတ်လားလူမှုရေးရှုထောင့်ကနေပြန်စင်းစားပေးရတဲ့အမှုခင်းတွေဆိုတာလည်းရှိပါတယ်အဲ့လိုလှုပ်လို့ခင်ဗျားတို့ကတကယ်ကိုယ်ကစိတ်ကောင်းစေတနာနဲ့ကျွန်တော်တို့တချို့ကိစ္စတွေမှာလူမှုရေးရှုထောင့်ကနေပြန်စင်းစားပေးပြီးလှုပ်လိုက်ပါတယ်လို့အာမျိုးလှုပ်လို့ခင်ဗျားတို့ဗလိန်လာလို့ရှိရင်ပြောပါကျွန်တော်တို့အင်တာလာပြုပေးမယ်ကိုကစိတ်ရင်းခံတဲ့ဘလို့ခေါ်မလဲလူသားစိတ်ပိဒါစွာနဲ့လူပိဒါစွာလှုပ်ဖို့ပဲလိုတယ်เนาะကျွန်တော်ပြောချင်တာတချို့ကိစ္စတွေမှာအဓိကအပြင်ကိုက ဟိုဘယ်လိုခေါ်မလဲအဂရိတရားပေါ့နော်အဂရိတရားဆိုအဓိကအဖြစ်တော့ဟိုနေ့မော့ဘာခေါ်မလဲဟိုစိတ်တူတာတို့ဒေါသထွက်တာတို့ပျော်ရွှင်တာတို့အဲဒါမျိုးတွေပေါ့ဒီလို emotion တွေမပါဘဲနဲ့လှုပ်ဖို့လိုတယ်နော်လှုပ်ဖို့လိုတယ်လူဆိုတော့ကျွန်တော်ပြောတာတချို့ကိစ္စတွေမှာတနာလို့ဟုတ်လားလူသားဟိုဘယ်လိုခေါ်မလဲလူလိုလူသားရှုတော့အောင်ကြည်ပြီးတော့တချို့ကိစ္စတွေမှာရှော့ဘောလှုပ်ပေးလိုက်ရတယ်ရှိတယ်ဒါဟုတ်လဲခင်ဗျားရိုးသားပြောပြမဟုတ်ဘူးခင်ဗျားဒီကိစ္စဒီလိုလိုရှိတယ် ခလောက်လိုင်းပေါ်တက်လာတာတော့မှန်တယ်ဒါပေမဲ့ဒီအခြေခံမှာဖြစ်နေတာဒီလိုဒီလိုရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီလုတ်ကိုဒီလိုလုတ်ရပါတယ်ဒါမျိုးလေးတွေပေါ့နော်အဲ့တော့ online ခကြီးဖြစ်နေတဲ့အတွက်တော့ဒီ online မှာတော့ကောင်းချင်းဆိုးချင်းနဲ့ဝုံ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 လို့ပေါ်မှာပဲကျွန်တော်မြန်မာစကားပုံလို့ပေါ့ချီမို9ရက်ကဲရက်9ရက်တော့ရှိမှာပဲဒါအောင်တိတ်ခေါင်းနဲ့မထဲနဲ့ကိုလုတ်ရမယ့်အလုတ်ကို စေတနာပါပါနဲ့တာလုတ်ပါခင်ဗျားတို့ဟိုပြည်သူလူထုကလည်းခင်ဗျားတို့အမြဲတမ်းချီးကျူးမှာပါနော်ဒါဒါအုတ်ချုပ်ရေးအတိုင်းဝိုင်းမှာရှိတယ်ဘယ်သူမှမဆိုဘူးပြောတာပါဟုတ်လား ကျွန်တော်အမြဲပြောပါတယ်လက်ရှိနိုင်ငံတော်အကြီးအကဲရဲ့လှုပ်ဆောင်မှုတွေခင်ဗျအခုဆိုလို့ရှိရင်ကြည်တိုင်းပြည်ကတကယ်ကိုလမ်းကြောင်းမှန်မှန်ရောက်လာတော့နိုင်ငံတကာကအရင်တုန်းကကန့်ကွက်နေတဲ့နိုင်ငံတွေကတော့ငြိမ်သွားတယ်ငြိမ်မိဘာဖြစ်မလဲငြိမ်မိချီးကျူးရတော့မှာချီးကျူးမှာအခုလက်ရှိပြည်သူတွေဆိုလည်းဒီလိုပဲဒီတချုပ်ကြီးရဲ့လုတ်ကုန်လုတ်ကင်ဆောင်ရွက်မှုတွေအကုန်လုံးကိုပြည်သူတွေကအရင်တုန်းကတော့တို့အနေနဲ့အားမလို့အားမြဖြစ်နေတယ်ဒီအချိန်မှာပြည်သူတွေလည်းဟာသူဒါကြောင့်ဒီလိုလုတ်တာပါလားအကုန်လုံးကတကယ်ကိုမှင်တက်သွားတော့နော်မှင်တက်သွားတယ် ဆိုဒါမျိုးကိုကျွန်တော်ဒါကြောင့်မလို့အောက်ခြေမှာရှိတဲ့အုတ်ချုပ်ရည်အဖွဲတွေအာနာပိုင်အဖွဲတွေအနေနဲ့ကိုလုံးစရာရှိတာကိုစေတနာပါပါလာလုပ်ပါတီတီငင်ငင်နဲ့လာလုပ်ပါခင်ဗျားတို့ကျွန်တော်အွန်လိုင်းခင်ကြီးဖြစ်လို့ဘာလို့ဘာလို့ဘာညာညာလုပ်ပါအောင်ဆိုပြီးတော့ပူပူလောလောလုပ်စရာမလိုပါဘူးလို့နော်ကျွန်တော်ဒီလိုပြောရင်းနဲ့